ကဲအားလုံးမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်1 Championship ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေလုံးဝလုံးဝမထင်မှတ်ထားတဲ့တွဲဆိုင်တဆိုင်ကိုမကြတိခင်ကပဲတရားဝင်အတည်ပြုကြေညာလိုက်ပါတယ်အဲ့ဒါကတော့ Bronica ကို1 Championship ကမွေးထိုင်းပိုင်းမှာအလားအလာရှိတဲ့ Fighter Gen တူဦးဖြစ်တဲ့ Tetsa Fighter Junior Fated ဆိုတဲ့ Fighter နဲ့ဝဲတဲပေးလိုက်တာပဲဖြစ်ပါတယ်ဒီတွဲဆိုင်ကိုဒီလာမယ့်မေလ9ရက်နေ့တောက်ကြနေ့ည1 Friday Fights 107ဆိုတဲ့ပြိုင်ပွဲကြီးမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ Veronica နဲ့ Junior Fate 2ရဲ့ဒါဆွမ်းဆောင်ရည်ကိုပရိသတ်တွေနဲ့အတူအဆအဆုံးလေ့လာကြည့်ရှုပြီးတွေ့ပြီးမဲ့အပြင်ဒီ Fighter နှစ်ဦးရှင်ပြန်ထူးတက်တဲ့အချိန်ကျရင်ရောဘလူးကအနိုင်ရရှိတွားနိုင်ချေရှိတယ်လေဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်တုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုအခုပဲစကြရလိုက်အောင်ပါ။အခုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒါ Veronica နဲ့ရှင်ပြန်ထူးတက်သွားမဲ့ဒါ Tiger Junior Fate ဆိုတဲ့ဒါ Fighter မလေးရဲ့ပွဲစဉ်ကိုအရင်ဦးဆုံးအနေနဲ့ကြည့်ရှုပေးသွားပြီးမှာဖြစ်ပါတယ်။ ဲ့တော့ဒီပွဲစဉ်လေးကိုကြီးစုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်သက်တွေရဲ့ကယန်ကဖိုက်တာမလေးတူဖြစ်တဲ့ဘော်နီကာရဲ့ပွဲစဉ်တစ်ပွဲကိုပါဒါထပ်မံကြီးစုပြီးသွားပြီးဖို့ရှိပါတယ်ဒီအတွက်ကြောင့်မို့တာဆောင်းမြန်ကြီးစုအားပေးဖို့ဒီကနေ့ကြိုတင်ပေးခေါ်လိုက်ချင်ပါတယ်အဲ့တော့ကျွန်တော်သွားလိုက်ရအောင်ဗျကျွန်တော်ပရမအူဆုံးအနေနဲ့ဒါကြီးစုနေတဲ့ပွဲစဉ်ကတော့1 Friday Fights 97ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်ပြန်ထုတ်သက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့2025 ဖေဖော်ဝါရီလ14ရက်နေ့ဒါချစ်သူများနေ့မှာဒါရှင်ပြိုင်ထူးတက်သွားခဲ့တာပဲဖြစ်ပါနေ။အဲ့တော့ဘရိုနီကာနဲ့ရှင်ပြိုင်ထူးတက်သွားမဲ့ဖိုင်တာကတော့ဒီအနီတောင်ကဘောင်းဘီဒီလိန်ဘော်ရောင်နဲ့အမဲဆက်ချောင်းဝစ်စင်ထားတဲ့ထိုင်းဖိုင်တာဖြစ်ပါနေ။အဲ့တော့သူ့ရဲ့အရက်အမောင်းကတော့9ပြီနဲ့တလမရှိတယ်။ဒါဝမ်ချင်မရှိမှာကတော့သူ့အမိနဲ့ဒါလုံးဝရှုံးဝဲမရှိထားသေးဘူးပေါ့နော်သူ့အနေနဲ့ဒါပွဲစဉ်ပေါင်း9ပွဲအထိဒါရှင်ပြန်ထုတ်တက်ထားပြီးတော့မှဒါ9ပွဲစလုံးကိုလုံးဝရှုံးဝဲမရှိ ဒါအမှန်ရယူထားပါနဲ့အဲ့တော့ကျွန်တော်တွေ့ကစားမုံအနေထားရကြည့်မယ်ဆိုတော့ဒါဒီလက်သီးတွေဒါဒူးတွေကျွန်တော်တော်တော်လေးကောင်းတာမျိုးတွေတွေ့ရတယ်ဗျအဲ့တော့ဒီတစ်ဖက်ကဒီစန်ချစ်ချစ်ထားတဲ့ဖိုင်တာကဒါတေးဥနိုင်ငံသားဟောင်ကောင်ကဖိုင်တာဖြစ်ပါတယ်အဲ့တော့ဖိုင်တာနှုတ်ဦးစလုံးကတော့ဒါအသက်အရွယ်ရ19နှစ်တာရှိသေးပါတယ် ပြတော့ဟောင်ကောင်ကဖိုက်တာမကတော့ဒါရက်ငါးပြီနဲ့လီးလက်မရှိတဲ့ဝမ်ချမ်ပီယံရှစ်မှာကတော့ဒါနှစ်ပွဲထူးတက်ထားပြီးမှဒါတပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါနေ။အဲ့တော့ဒီအနီတောင်းကဂျူနီယာဖိတ်တက်ဆိုတဲ့ဖိုက်တာကတော့ဒါသူ့ရဲ့ဒီအနိုင်ရယူထားတဲ့ဒီနိုင်ပွဲခုနှစ်ပွဲစလုံးကိုကျွန်တော်တို့အသေးစိတ်တွားပြီးလေ့လာကြည့်မယ်ဆိုရင်တော့ကျွန်တော်ငါးပွဲကိုဒီအမှတ်အဆုံးဖြစ်နေဒီအမှတ်အပြတ်တက်နေအနိုင်ရယူထားတယ်ပေါ့နော်။ ဒါတော့တပွဲကိုတော့အလဲထိုးနဲ့အနိုင်ရယူထားတယ်။ဒါတော့နောက်ထပ်တပွဲကိုတော့ဒီ split decision ပေါ့နော်။အဲ့ဒီပုံစံနဲ့အနိုင်ရယူထားတာတွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအနိုင်ရယူထားတဲ့ပွဲစဉ်အကုန်လုံးကြည့်မယ်ဆိုတော့ဒါအလဲထိုးနဲ့အနိုင်ရယူထားဆိုပြီးတပွဲပဲရှိတယ်ပေါ့နော်။အဲ့တော့ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီရလတ်ကိုကြည့်ချင်းအဖြစ်ဒါ junior fighter ဆိုတဲ့ fighter ကဒီ power ဘိုင်းမှာကျွန်တော်အားနည်းတယ်ဆိုတဲ့အချက်ကိုဒါတွေ့မြင်ရမှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ဒီမြမကရင်ဖိုင်တာမလေးဘရိုနီကာကတော့ဒါဒီပါဝါဘိုင်းအရာကတော့ဒီဂျူနီယာဖေးသက်ထက်ကျွန်တော်တာတဲ့အနေအထားမျိုးဒါရှိတယ်ပေါ့နော်အဲ့တော့ဒါအရက်မောင်းမှာကလည်းဒါဘရိုနီကာပြောမယ်ဆိုတော့ဒါ၅ပီနဲ့၅လက်မလောက်ရှိတယ်ဆိုတော့ဒါအရက်မောင်းမှာဒါအားတချက်ရှိတယ်လို့ပြောလို့ရတယ်ဗျကျေကျွန်တော်ချိလိုက်အောင်ပြဖိုက်တာနှုတ်စလုံးကတော့ဒီပထမချီမှာပဲ ဒါအပြန်လန်ကျွန်တော်တဦးတဦးဒါအကျိတ်နေနဲ့ရှင်ပြန်ကူးတက်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါတော်တော်လေးဒီပရမတ်ချီမာပဲကျွန်တော်အကောင်းဆုံးပုံစံမျိုးနဲ့ဒါရှင်ပြန်ကူးတက်သွားနိုင်တဲ့အတွက်ကြောင့်မို့လားပွဲကပြောမယ်ဆိုရင်တော့ဒီပြင်းမို့တော့မကောင်းဘူးဒါချစ်လို့ကောင်းခဲ့တဲ့အနေအထားတစ်ခုမျိုးဒါတွေ့မြင်ခဲ့ရတယ်ပေါ့နော်โอเคကျွန်တော်အခုကတော့ဒါ round 2ဖြစ်တဲ့ဗျကျွန်တော်ချစ်လိုက်ရအောင်ဗျဘယ်လိုအနေအထားရှိသလဲ တော့ဒီ chicken ချက်တွေကျွန်တော်လက်တီထူးချက်တွေကဒါလင်းမြန်တွက်လက်မှုရှိတာမျိုးလေးတွေ့ရတယ်။အဲကစားပုံရတော့ကျွန်တော်ဒီတည်ငြိမ်မှုရှိတယ်ဒါတစ်ဖက်သားကျွန်တော်ဒီပြိုင်ဖက်တွေရဲ့ဒီကောင်တာမျိုးလေးသူ့အနေနဲ့ဒါသတိထားပြီးတော့မှဒါရှင်ပြိုင်ကစားနေတာမျိုးလေးတွေ့ရတယ်ပေါ့နော်။ကောင်းပြန်ပြီ

ဒီဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီသူ့ချက်မြင်မြင်ပုံစံမျိုးနဲ့ဒါကစားတာမျိုးတွေ့ရတယ်နော်။ဒါ movement အရပြောမယ်ဆိုတော့အလောက်ကြီးကျွန်တော်ကောင်းတဲ့အနေထားမျိုးတော့မရှိဘူး။ဒါ sign to ပြန်သူပုံစံမျိုးတွေရှိတာမျိုးတွေ့ရတယ်နော်။အဲ့တော့သူ့ပွဲစဉ်ဒီဒါကျွန်တော်အနေနဲ့လည်းဒါဒီနောက်မှာလည်းဒါချစ်ရှုခဲ့တော့ဗောနော်ဒါကိုင်းနေမှာတွားပြီးတော့ချစ်ရှုတဲ့အချိန်မှာဒါသူ့ရဲ့ကစားပုံကပြောမယ်ဆိုတော့ ဒီမာကုံရှိတယ်လို့ကျွန်တော်ဒါပြောလို့ရတယ်။ဖိုက်တာနေတော်တော်များများသူ့ကိုကျွန်တော်တို့ဒီထီအောင်ထိုးနိုင်ခဲ့တဲ့အချက်ကြီးတွေဒါအများကြီးပြုမူခဲ့ရပူတယ်။ဒါပေမဲ့ကျွန်တော်လဲကျသွားတာမျိုးကျွန်တော်မြင်ရခဲ့တယ်။အဲကျွန်တော်အနေနဲ့ဒါဂျူနီယာဖက်တရဲ့ကစားပုံကြည့်မယ်ဆိုတော့ဒီပုံစံအရကျွန်တော်တို့ဒီစိုင်းထိုးပြိုင်ထိုးပုံစံမျိုးနဲ့ကစားတဲ့အချိန်မှာ ကျွန်တော်ကအနေထားကသာတက်လုံးကြလို့ဒီကမြင်သာရတယ်ပေါ့တော့ဒါပေမဲ့လည်းသူ့ရဲ့ပုံစံကဘယ်လိုပြောမလဲကျွန်တော်ချိလိုက်တဲ့လူတွေအတွက်ကဒီနည်းနည်းမောပန်းနေလို့ခံစားရတယ်ပေါ့ဒါပေမဲ့ကျွန်တော်သူ့ရဲ့ဒီ one championship မှာရှင်းမင်းသူ့တက်သွားခဲ့တဲ့ဒီခုနှစ်ပွဲစလုံးကတီးစီသွားပြီးလိလာကြည့်လို့ဆိုတော့ဒါအချီပြစ်နီးပါးလောက်သူ့အနေနဲ့ဒီပုံစံအတိုင်းပဲပေါ့နော်။ရဲမော့ပန်းနေတဲ့ပုံစံလူတွေနဲ့ဒါအချီပြစ်တိတာရှင်းမင်းသူ့တက်သွားတာကိုတွေ့ရတယ်နော်။ ဲတော့ဒီတက်လုံရကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲတော့တက်ပေါက်ရတော့ဒါစုံလင်မှုရှိတယ်ဗျဒါနီးစနစ်ကိုတော့တိတ်ပြီးတော့မှဒီအခြေခံဘူးဒီ full world ဒီ hammer man တွေတိတ်မကစားဘူးပေါ့နော်အဲ့တော့ဒီအပိုင်းကတော့ဒါ bronica နေနဲ့အနေငယ်လေးဒါဒီ thing က junior fitness ထက်တာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျဒီကျွန်တော်ဒါ နောက်ထပ်တစ်ချီကိုကြီးလိုက်အောင်ဗျလို့မိသားရှိတယ်လဲဆိုတော့ဘယ်ကြောင်းနေပြန်ဒီဒူးတိုက်တာလဲတော့အဲ့တော့လက်တီးကတော့မြင်တယ်ဗျဒီတထောင်လေးသုံးတာမျိုးတော့တိတ်တော့မတွေ့ရဘူးဒီ1 2တွဲလုံးတွေသူ့အနေနဲ့ဒီဆက်တိုက်ထုတ်သုံးလေးရှိတာမျိုးတွေ့ရတယ်အဲ့တပကဟောင်ကောင်ကဖိတ်တာနဲ့ပြောင်းလဲဆိုတော့ဒီမာကုံရပြောင်းလဲဆိုတော့ အကောင့်နေလို့ပြောလို့ရတယ်ဗျာဒီနေရာမှာကျွန်တော်တခြားတော့ဒီအမျိုးသမီးဖိုက်တာလို့ဆိုတော့ဒါအထိနာပြီးတော့မှလက်ချသွားနိုင်တဲ့အနေအထားမျိုးတွေလာရှိနိုင်တယ်ဗောနော် ကောင်းတယ်ကျွန်တော် right hook လက်ခုတွေဒါ ठी ချက်ပိုင်းမှာကျွန်တော်တပတ်ကဒီဟောင်ကောင်က fighter ထက်ဆိုင်တော့ဒီ ठी ချက်မှုရှိတယ်လို့ပြောလို့ရတယ်ဗျအစားပုံကျွန်တော်လေးလာချင်းနေဆိုတော့ကောင်းတယ်ပေါ် short ရင်ထားတယ်ဟိုးကောင်းတယ်လက်ခုစားခံရတယ်ဗျပြန်လာ တရှော့မိုက်ထားတယ်ဖက်ပြီးမိုက်ထားတယ်ကောင်းတယ်အဲ့တော့ဒါကျွန်တော်ရဲ့မြင်ရတော့တကယ်လို့ဒါပေါ့နော်ဒီလာမယ့်ကျွန်တော်မေလ9ရက်နေ့ဘရိုနီကာနဲ့ရှင်ပြန်ကူတက်မဲ့ပွဲစဉ်မှာဒါဘရိုနီကာကူဒါဂျူနီယာဖက်တက်စ်အနေနဲ့ဒါအနိုင်ရသွားမယ်ဆိုတော့ဒါဝမ်းချင်မရှိကကျွန်တော်ဒီဒေါ်လာတသိန်းနဲ့စာချုပ်ကိုတူအနေနဲ့ဒါ လက်ခံရရှိသွားနိုင်ချေရှိတဲ့အနေအထားမျိုးတွေကြောင့်တွေ့မြင်နေရတယ်။အဲ့တော့ဘာကြမ်းလဲဆိုသူ့ရဲ့ record တွေကြောင့်သွားလေ့လာကြည့်မယ်ဆိုတော့လုံးဝကိုဒီလုံးဝရှုံးပွဲမရှိဘူးနော်ခုနှစ်ပွဲဆက်တိုက်ကိုဒီအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်။အဲ့တော့စာချုပ်မရသေးတဲ့နိုင်ပွဲဆက်ပြီးမဲ့ဒီစာချုပ်မရသေးတဲ့အကြောင်းရင်းကိုပြောအောင်မယ်ဆိုတော့ဒီအမှတ်အဆုံးချက်နဲ့ နိုင်တာတော်တော်လေးများတဲ့အတွက်ကြောင့်ပေါ့နော်။ one championship ကတော့ကျွန်တော်တော်တော်များများအနေထားမှာဆိုတော့တော့ကျွန်တော်ဒီအလဲထိုးပုံစံမျိုးနဲ့ဒီပွဲဆက်တုံးလေးပွဲဆက်တိုင်းလောက်အများကြီးရှိသွားမယ်ဆိုတော့ဒီစာချုပ်အကန်လန်းတာမျိုးကြီးရှိတယ်ပေါ့နော်။အဲ့တော့ junior fitness ကတော့ဒါတီချာနေပြတော့ဒီစာချုပ်ကန်လန်းခွင့်တော့မရသေးဘူးထင်တယ်ဗျကျွန်တော်အမြင်နဲ့အဲ့တော့ဒီဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်တွေအဲမှာ ဒီ junior fate အနေနဲ့ဒါဘောလာတသိန်းနဲ့စာချုပ်ရမရဆိုတာလေးပြီးရဲ့လို့ရှိရင်ဟောက်ကကွန်မန့်မှာတော့ပြောတော့ခင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေထားအရကျွန်တော်ဘာကြောင့်မို့ဒီဒေါ်လာတသိန်းနဲ့စာချုပ်မရတလဲဆိုတာကဒီကျွန်တော်1 Friday 5ဘောလာတောက်ချာနေဒါ message တက်ပြီးထူတက်တဲ့ voice မှာဒါထူတက်တာဒီတစ်ချက်ပါလေပေါ့နော်အဲ့တော့နောက်တစ်ချက်ကတော့ပြောမယ်ဆိုတော့သူကလည်းဒီအလဲထူးတဲ့နိုင်ထားတဲ့ ဒီပွဲဆက်အရေးတွက်ကကျွန်တော်တိတ်ပြီးတော့မရှိဘူးเนาะတပွဲလောက်ပဲရှိထားတယ်ဒီပွဲကြောင့်မို့ကျွန်တော်သူ့အနေနဲ့ဒါဒီအချက်နှစ်ချက်ကြောင့်ဒါစာချုပ်မရသေးဘူးလို့ဒါပြောရချင်းဖြစ်တယ်ပေါ့เนาะ Okay အဲ့တော့ဒါ Junior Fitness ရဲ့ပွဲစဉ်ကိုကြည့်ရှုပြီးသွားပြီဆိုတော့ဒါ Veronica ရဲ့ပွဲစဉ်ကိုကျွန်တော်ဒါကြည့်ရှုသွားမှာဖြစ်ပါနေအဲ့တော့ပရိသတ်တွေအားလုံးညီခဲကြတဲ့အတိုင်းပဲပေါ့နော်။ဒါ Junior Fitness ရဲ့ဒီဆွမ်းဆောင်ရဲ့အရာကတော့ဒါမဆိုးဘူးလို့ပြောလို့ရတယ်။ဒါမာကုံရှိတယ်။ဒါတက်လုံကောင်းတယ်။ ဒီ football နဲ့ဒီ movement ပိုင်းကတော့ဒါအရင်ကြီးမမြန်ဘူးပေါ့နော်အဲ့တော့အဲ့ဒီအပိုင်းမှာကတော့ Bronica နေနဲ့ဒါတာတယ်လို့ပြောလို့ရတယ်ဗျဒါ football ရှိတယ်ဒါ movement ကလည်းမကောင်းနေပေါ့နော်အဲ့တော့ဒီ speed ပိုင်းအရာနိုင်ရှင်ချိလိုက်မယ်ဆိုရင်တော့ဒါ Bronica နေနဲ့လဲဒါ junior fitness တဲ့ဒီအနေငယ်လေးတာတဲ့သဘောမျိုးရှိတယ်အဲ့တော့မာကွန်ကတော့ထိုင်းကဖိုက်တာရောမြန်မာကဖိုက်တာရောမာကွန်ရှိကြတယ် ဒါတက်လုံးပိုင်းကတော့ဘရိုနီကာနေနဲ့ဒါစိုးရင်ရတဲ့အနေအထားတစ်ခုမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါဒီနောက်ပိုင်းမှာကတော့သူ့အနေနဲ့ဒီသူ့ရဲ့ဒီတက်လုံးကိုကျွန်တော်ဘယ်လိုမျိုးပြင်ဆင်လာခဲ့မလဲပေါ့နော်အဲ့တော့ဒီပွဲတစ်ပွဲမှာသူ့အနေနဲ့ဒီတက်လုံးကိုဒီအချိန်တူပြင်မှာမတော်မကုံဆုံးအောင်ကျွန်တော်ဘယ်လိုမျိုးပွဲကိုဒါထိ ंछ ုပ်ပြီးတော့မှဂိုင်ွယ်ပြီးကစားသွားမလဲဆိုတော့ကတော့ကျွန်တော်ဒါစောင့်ကြည့်သွားမှာဖြစ်တော့ဘောโอเคစပြီပြဒီပွဲစဉ်ကတော့ ဒီ junior fetus နဲ့အတူတူပဲဒါ February 14ရက်နေ့အဲ2025ချစ်တူများနေ့မှာရှင်ကပုပ္ပွားခဲ့တဲ့ poison ဖြစ်တယ်ပေါ့နော်ဒီတပကဘော်ဒီကောင်နဲ့ရှင်ပြန်ထုတ်တဲ့ tournament fighter ကတော့ Chile နိုင်ငံသူဖြစ်တဲ့ Francisca Vera လို့ခေါ်ရပြအသက်ကတော့25နှစ်ပါကောင်းတယ်ကျတော့ Pamino body kick ကန်ထားတယ်ဘော်ဒီကောင်နေနဲ့အဲ့တော့ချီဖန်းကလည်းတော်တယ်လို့ပြောလို့ရတယ်ဗျာဒီချီလီနိုင်ငံသူက ပထမခြေပဲရှိသေးတဲ့အတွက်ကြောင့်မို့တာဖိုက်တာနဲ့ဦးရဲ့ဒီလှုပ်ရှားမှုကလင်မြန်မှုရှိတယ်။ကောင်းတယ်တွဲလုံးတွေကျွန်တော်တရောင်တွေရိုက်ထားတွေ့ရတယ်ဖရန်ကစ်တွေကန်ထားတယ်ဘရိုနီကာနေနဲ့ကောင်းတယ်ကျွန်တော်တွေးလိုက်လာတော့မသိဘူးများဒီခြေဖမ်းကတော့ကောင်းတယ်ဒါခြေထောက်ကိုကျွန်တော်တိတ်ပြီးဒီနန်စတော့တုံးလို့ရတဲ့အနေထားမျိုးတွေဒါမတွေ့ရဘူးပေါ့နော် ဒါချိန်တားကိုက်ကျွန်တော်ဖမ်းနိုင်တာမျိုးတွေ့ရတယ်။ဒါတော်တော်လေးပြင်ဆင်လာတယ်လို့ပြောရမှပြဒီချီလီနိုင်ငံကကြည့်ကျွန်တော်ထပ်ပြီးတော့ဖမ်းလိုက်တယ်ဗျ။အဲ့တော့ကျွန်တော်အနေနဲ့ဒါထိမက်ထားခဲ့တာဆိုရင်တော့ဒါချီလီနိုင်ငံတူအနေနဲ့ဒီအကွာအဝေးချပြီးတော့မှဘရော်နီကာကိုကျွန်တော်ဒီချက်ထောက်ချက်တွေနဲ့ဒါကစားမယ်လို့ထင်ခဲ့တာပေါ့နော်။ကျွန်တော်အနေထားကြည့်လိုက်မယ်ဆိုရင်ဒါပထမချီပဲရှိသေးတယ်သူ့အနေနဲ့ဒီတိုက်စစ်ကို ပုံဖော်ပြီးဒါကစားနေတဲ့အနေထားမျိုးပြီးတွေးရတယ်ပေါ့နော်အဲ့တော့ဘရိုနီကာကတော့မှကျွန်တော်ပြောမစွန်းတော့ဒီတိုက်စစ်ကစားမယ့်နေရာကနေပြီးတော့မှဒီခန့်စစ်ပြန်ပြန်ဖြစ်သွားတဲ့အနေထားမျိုးတွေတွေးရတယ်ပေါ့နော်အဲ့တော့ဘရိုနီကာကတော့ဒီအနောက်လေးဆုတ်ပြီးတော့မှကျွန်တော်ဂျက်လေးတွေထောက်ပြီးကျော်ခွင့်ရရရင်ရတယ်လို့ပေါ့နော်ဒါ1 2ဝင်တဲ့တရောင်ရိုက်တယ်ဒါ different kit ကိကန်အောင်မျိုးတွေးရတယ်ပေါ့ ဲ့တော့ချီလီနိုင်ငံသူကတော့ဒီ1 championship မှာသူအနေနဲ့ပွဲစဉ်ပေါင်း6ပွဲအထိဒါရှင်ပြန်ကူးသက်ထားပြီးတော့မှအသုံးပွဲနိုင်သုံးပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့ဖိုင်တန်အူစလုံကကျွန်တော်ဒီပရမချီရဲ့ပြီးဆုံးခါနီးမှာကျွန်တော်ဒီအချိန်ငယ်လေးအနေငယ်လေးရှိလာတယ်ချီလီနိုင်ငံသူအနိကကျွန်တော်တို့ပရက်ရှာပေးဖို့ကြိုးစားနေတယ်ဗျအရင်မောင်းမှာကတော့ချီတန်လက်တန်တွေအကုန်လုံးပေါ့နော်ဒါတွေကတော့ချီလီနိုင်ငံသူနဲ့လုံးဝတားတယ် အဲ့တော့ကျွန်တော်ဒီအနေထားလေးကြည့်ရတော့ဆိုတော့နာဘရိုနီကာအနေနဲ့ဒီလှုပ်ရှားမှုအရာနည်းနည်းလေးဒီများနေလို့ဒါခံစားရတယ်ကောနော်ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုတော့နည်းနည်းခုံဆော့ခုံဆော့ပုံစံမျိုးဖြစ်တယ်ကောနော်ဒါအချီကြလာမယ်ဆိုတော့ဒီတစ်ဖက်ကကျွန်တော်နည်းနည်းလေးထုထက်တာပြင်ပြီးတော့ကစားနေတဲ့ဖက်တာကပိုပြီးတော့မှ အာတာချက်ရှိသွားနိုင်တယ်ပေါ့နော်ဒါလှုပ်ရှားမှုများတဲ့ fighter ကတော့ဒါတက်လုံမကောင်းဘူးဆိုရင်တော့ဒီတက်လုံကျပြီးတော့မှဒီ power ဘိုင်းတွေရောကျွန်တော်ကစားအားတွေရောဒါကျသွားနိုင်ကြီးရှိတယ်ပေါ့နော် Okay ကျွန်တော်ပထမချီပြီးဆုံးသွားပြီပြအဲ့တော့ဒါကျွန်တော်ရဲ့အမြင်ရကတော့ပထမချီမှာဒီပြုကိုပဲနိုင်ပြီးပြီးဒါပြီးလို့ရတဲ့အနေအထားမျိုးတစ်ခုမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါဘော်နီကာကိုပို့ပြီးတော့မှဒါအသာပြီးတယ်ပထမချီမှာသူ့အနေနဲ့ ဒီတီချာပိုင်းအရာပြောမယ်ဆိုတော့ဒါမတိမတာလေးဒါတာခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ချီလီနိုင်ငံတူကလည်းပြောအောင်ဆိုမဆိုးပြသူ့အနေနဲ့ကျွန်တော်လုံးဝမထင်မထားဘူးပေါ့နော်ဒါကွာဝေးချပြီးတော့ကစားတာမျိုးမဟုတ်ပေနဲ့လုံးဝကိုဒီအခွင့်အရေးရှာပြီးတော့ကျွန်တော်အဆုံးတက်ဖို့ကြိုးစားနေတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့မြင်ခဲ့ရတယ် Okay round 2ဖြစ်ပါတယ် ဘောတကယ်ကန်ထားတဲ့ချီလီနိုင်ငံသူ defend ကလည်းကောင်းတယ်လို့ပြောလို့ရတယ်ဗျချီပန်းတော်တဲ့ကျွန်တော်ပထမချီကနေတောက်လျှောက်ကြည့်လာတာပေါ့နော်ကန်ချက်တွေကိုကျွန်တော်ဖမ်းဖမ်းနိုင်ခဲ့တာမျိုးတွေ့ရတယ်ကျူချီရတဲ့လို့ဆိုဒီအချက်တိုင်းနီးပါလို့လို့တာ ဖမ်းမိတာမျိုးတွေ့ရတာပေါ့နော်အဲ့တော့ဒီတစ်ချက်ကိုကျွန်တော်ကြည့်ရှုခြင်းအပြင်ဒီချီလီနိုင်ငံသူကပြောမှဆိုတော့ဒါဘရိုမီကာရဲ့ကစားကွက်တွေကိုကျွန်တော်ကြည်နေတယ်လို့ဒါပြောလို့ရတယ်ဒါတော်တော်လေးပြင်ဆင်လာတယ်လို့ပြောလို့ရတယ်များဒီပြိုင်ဖက်ရဲ့ဒီအသာချက်တွေအားမဲ့ချက်တွေကိုကျွန်တော်အကုန်လုံးဒါတီချာလေးလိလာထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဟိုးစပင်နီဘက်ဖက်ဒါဘရိုနီကာရဲ့ကျွန်တော်ဒီကစားပုံလေးကြည့်မယ်ဆိုတော့ ဒီကျွန်တော်လှုပ်ရှားမှုတိုင်းမှာကဒီလှုပ်ရှားမှုတော့မဆိုလို့ပေါ့နော်လှုပ်ရှားမှုကတော့ကျွန်တော်ရှိတဲ့ဖြစ်မှာပြောလိုက်တဲ့အတွက်ကြောင့်ဒီသူ့ရဲ့ဒီ through chat we can chat ဒီကအတူတူပြည့်ဒီ spin buffet တွေကတော်တော်လေးအားပါတယ်လို့ဒါခံစားရတယ်ပေါ့နော်ပြောမလို့ဒီအချက်တွေကကျွန်တော်ထိထိခဲ့မယ်ဆိုရင်တော့ဒါမဆိုးလို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒါထိချက်မရခဲ့ဘူးဆိုတော့သူ့အနေနဲ့ဒီချင်းနိုင်ငံသူတွေဆိုင်တော့ဒါတက်လို့ပို့ပြီးကြနိုင်ချင်ရှိတယ်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ချီလီနိုင်ငံတွေကကစားပုံကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒီဒီတိုက်စစ်ပုံစံမျိုးကစားနေဆိုပေမဲ့သူ့အနေနဲ့ဒီကောင်ဒီအမတ်ရယူမှုစနစ်ဒီထိချက်တအောင်ကစားနေတဲ့အနေအထားမျိုးတွေးရတယ်ပေါ့။အပါဝါအဖြစ်ကတော့ကျွန်တော်ဒီဘရော်နီကာလောက်ဒါထုတ်တုံးတာမျိုးမတွေးရဘူး။ဘရော်နီကာကတော့ကျွန်တော်ဒါလက်တီတိုင်းကိုကျွန်တော်ပါဝါထည့်တယ် spinning buffet တွေရောကျွန်တော်လုံးဝပါဝါထည့်တာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ check ကလိုက်သူ့ကိုဒါတက်လုံးကြာဈေးနိုင်တဲ့အချက်တွေ ာဖြစ်တယ်ပေါ့နော်။ဟိုကောင်းတယ်လက်ခုတွေပြန်လည်ကျွန်တော်တို့ထိချက်တွေကိုစီးထိထားမျိုးတွေ့ရတယ် front kick ကန်ထားတယ်။အိုးစိုးရင်ရတယ်လက်ခု right hook ဘော်ဒီကာကျွန်တော်တို့ထားမိတာကဒီဒုတိယချီရဲ့ဒီအဆုံးပိုင်းမှာဆိုရင်တော့ဘော်ဒီကာနေနဲ့ဒီကစားအားအနေငယ်လေးကြလာတယ်ကွ။အိုးအိုးစိုးရင်ရတယ် pressure ပြီးခနိုင်ရတယ် right left hook right hook ကြားလေလားမသိဗျ။ Oh my god ကျုံအာဘွန်ဂန်နီနဲ့ပြောမယ်ဆိုတော့မာကုံရှိလို့မြဒီနေရာမှာဒီတခြားတော့မြူရမီဖိုင်တာလို့ဆိုတော့ဒါပြင်းထိုင်လဲကျသွားနိုင်ချေရှိတယ်ဗောနော်ကျုံ Oh my god ဆိုရင်ရတယ်ကျုံဆက်တိုက် pressure ပေးထားတယ်ချီလီနိုင်ငံ2ဘွန်ဂန်ကလည်းကျွန်တော်လုံးဝဒီကောင်နာလေးကျွန်တော်ဒီဒူးတိုက်ချက်တွေ ဒါလက်တီထူချက်တွေရတော့ဒါထုတ်တုံးနိုင်တာတော့ကျွန်တော်ရှိခဲ့တယ်ပေါ့နော်ဒါအများကြီးတော့မထုတ်တုံးနိုင်ဘူးကဲတော်ရင်းနေပြဒါကျွန်တော်ရဲ့အမြင်ရဆိုတော့ချီလီနိုင်ငံသူနဲ့အချိန်သာဒီနေရာမှာကျွန်တော်သူတို့ရဲ့အချိန်မှာအချိန်သာနေငယ်ရခဲ့မယ်ဆိုတော့ဘရိုနီကာနေလိုက်မလွယ်တော့ဗျအဲ့တော့အနေထားကျွန်တော်ချိလိုက်မယ်ဆိုဘရိုနီကာနေနဲ့ဒါတိချက်တွေကလည်းတော်တော်လေးထိခိုက်ရပြီးတော့မှဒီတက်လုံးတွေကစကြလာတာမျိုးတွေ့ရတယ်ပေါ့နော် ကဲအဲ့တော့ပထမချီမှာတော့ဒါ Chronica ကိုဒါအတားပီးထားတယ်ပေါ့နော်ဒါ round 2မှာကတော့လုံးဝကျွန်တော်ချင်းနေနိုင်ငံသူနဲ့ဒါအပြတ်သက်ကို Chronica နဲ့တာခဲ့တာမျိုးကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့နှစ်ချီလုံးခြုံပြီးတော့မှကျွန်တော်တို့ဒီအမတ်အဆုံးဖြတ်ဒါအမတ်ပေးရမယ်ဆိုတော့ချင်းနေနိုင်ငံသူနဲ့လုံးဝဒါတာတဲ့အနေထားမဖြစ်လို့ဒါတွေ့ခဲ့ရတယ်ကဲကျွန်တော် round 3ဖြစ်ပါတယ်နောက်ဆုံးတစ်ချီကျွန်တော်ဘလူကဆုံးသက်သွားနိုင်မလဲကျွန်တော်ကြည့်လိုက်အောင်ဗျဒါဒုတိယချီရဲ့ဒီနောက်ပိုင်းအချီတဝက်မှာဆိုရင်တော့တော့အချိတ်နဲ့ရှိခဲ့တယ်အိုးအိုးဘရောနီကာရိုက်ခုတွေဝင်ထားတယ်ကောင်းတယ်လက်ခုရိုက်ခု body shot ဝင်ထားတယ်တပတ်ကချီလီနိုင်ငံသူဒရောင်လေးတုံးထားမျိုးတွေ့ရတယ်ကဲ body shot တွေနိုင်ထားတယ်ဘရောနီကာချီလီနိုင်ငံကလည်းပြောဆို defend ကောင်းတယ်လို့ပြောလို့ရတယ်ဗျ။နော်ကျွန်တော်အမြင်ရတော့မာဂွန်ကတော့ဒါဘရိုနီကာလောက်မမောဘောနော်အဲ့တော့ဒီတတိယချီမှာဆိုဘရိုနီကာနေနဲ့ဒါအခြေအစပိုင်းမှာဘောနော်ဒါထိချက်လေးတွေရခဲ့တယ်သူ့ငွေဒါဘုံကလဲကျတော့တော့မတွေ့ရဘူးအဲ့တော့ဘရိုနီကာနေနဲ့လည်းဒါတက်လုံးကျနေတဲ့ပိုင်းလေးတွေဒီပါဝါကျနေတဲ့ပိုင်းလေးတွေရှိတာကိုပါတော့ဘောနော်တကယ်လို့လားဒီလိုအနေထားကဒါပထမချီမှာဖြစ်ခဲ့မယ်ဆိုတော့ ဒါရလကတမီပြောင်းလဲသွားနိုင်ကြရှိတယ်။ဒါဆိုရင်ရတယ်ခုမိထားဖက်တာမဦးစလုံးအတွက်အဲ့တော့ဒီလာမယ့်ကျွန်တော်တို့ time fighter နဲ့ပွဲမှာဆိုတော့ဗရိုနီကာနေနဲ့သူ့ရဲ့ဒီတက်လုံကိုပေါ့နော်။အပညာနာပပန်နဲ့ဒီကင်တွင်ပြီးတော့မှကစားသွားဖို့ရည်ကြီးတယ်ဗျ။ဒီလိုမှမဟုတ်ရင်တော့ ဒါဒီ time fighter နဲ့ရှင်ပြန်ကစားသွားမယ့်အချိန်ကျရင်တော့တိတ်တော့မလွယ်ကူဗျ။ဘာကြောင့်လဲဆိုတော့ time fighter ကနှုတ်ကနေဒီမာကုံရှိတယ်။ဒီတပ်ပေါက်အရာလည်းပြောမယ်ဆိုရင်တော့လေဒီမဆိုးဘောနော်ဘရိုနီကာလောက်စုံနေမှုမရှိဘူးဆိုမဲ့လေဒါဘရိုနီကာကိုလုံးဝကျွန်တော်သူ့ရဲ့ဒီတက်လုံကိုအတုံးချပြီးတော့မှဒါရှင်ပြန်ကစားသွားမယ်ဆိုရင်တော့ဒါဘရိုနီကာလည်းကျွန်တော်ဒါအခက်ကြုံတွေ့သွားရမယ်ရှိတယ်ဗောနော်။အဲ့တော့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ ဒီ time fighter junior fitness ရှင်ပြန်ထိုးတက်တဲ့အချိန်မှာပေါ့နော်အဓိကအပြင်ဒီတစ်ချက်ဆိုတစ်ချက်ဒါမိမိရဲ့ရဒီထိုးတက်ပြီးတော့မှဒါအလီလွင့်မရှိဘဲနဲ့ဒီအမှတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါပေါ်နီကောင်းတာရှင်ပြန်ကစားသွားစေချင်တယ်ပေါ့နော်အဲ့တော့လုံးဝဒီအချိန်နယ်မျိုးပုံစံမျိုးရှင်ထိုးတာထက်ပေါ့နော်ဒီအမှတ်ရယူမှုစနစ်နဲ့ကစားမယ်ဆိုတော့အကျွန်တော်ပြောရင်းတွေဗျဒီလာမယ့်မေလ9ရက်နေ့မှာဗရိုနီကာနေနဲ့ဒါအနိုင်ရယူသွားနိုင်ချေရှိတယ် ဲ့တော့အစောပိုင်းကပြောသလိုပဲဒီသူတို့ပြန်ကိုတို့ပြန်ကျွန်တော်တို့ပိပိတေးတေးနဲ့သာရှင်ပြန်ထုတ်တက်သွားမယ်ဆိုတော့ဒီကနေနဲ့သာနိုင်ဖို့ဒါအခွင့်အရေးရပြောမယ်ဆိုတော့ရှိတာတော့ရှိတယ်ဒါပေမဲ့နဲတယ်ပေါ့နော်အဲ့တော့ junior fat ကတော့ကျွန်တော်သူ့ပွဲတွေကျွန်တော်ကြည့်မယ်ဆိုတော့ဒါဆိုင်ထုတ်ပြန်ထုတ်ကဒါပိုတော့မှချိန်သေးရပေါ့နော်ဒါနိမိကထိုးရမယ်ဆိုတော့သူ့အနေနဲ့ဒါပို့ပြီးတော့မှဒါထိချက်တတမျိုးနဲ့ဒါ ရှင်ပြန်ခုတက်သွားနိုင်တဲ့ဒါစွမ်းဆောင်ရည်မျိုးတွေရှိတယ်ဒီပြောချင်မှုကျွန်တော်ရဲ့မြင်ရတော့ဒါဘရိုနီကာအနေနဲ့ဒီစိုးရင်ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့1 championship ကတော့ပြောမယ်ဆိုတော့တကယ့်ကိုဒီတိုင်ဖက်ကောင်းနဲ့ပွဲတည်ပြလိုက်တယ်လို့ပြောလို့ရတယ်ဗျာဒါတက်တစ်ဆာဖိုက်တာတူလို့တာပြောတာပေါ့နော်ဒီစွမ်းဆောင်ရည်အရာပြောမယ်ဆိုတော့လုံးဝဒါဘရိုနီကာကိုဒီချီချီမမကျွန်တော်ဒုက္ခပေးနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော် အဲ့တော့ဒီအရက်မောင်းခြေတန်လက်တန်တွေကတော့လာဘရော်နီကာမီနဲ့တာတယ်အဲ့တော့ဒီသူ့ရဲ့ဒီအရက်မောင်း wish ဒါခြေတန်လက်တန်တွေဒီအကော်ဝီချပီးနမှာ jet ထောက်ချက်တွေနဲ့ကန်ချက်တွေနဲ့ဒါဒီချက်သူ့ရဲ့အာသာချက်တွေပေါ့နော်ဒါကောင်းကောင်းအသုံးချောင်းသွားဖို့လေရေးကြည့်တယ်ဗျအဲ့တော့ကျွန်တော်မြင်ရကတော့ဒီလောင်မဲ့ပွဲစဉ်ကတော့ဒါဘရော်နီကာအနေနဲ့ကျွန်တော်လဲထိုးနဲ့အနိုင်ရယူဖို့အတွက်ဆိုတော့ဒါနည်းနည်းလေးဒီခက်ခဲတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ ဒီပညာရောင်းပါပါနဲ့ပွဲတစ်ပွဲကိုကျွန်တော်တက်လုံကိုလုံးဝကျွန်တော်မရင်းပဲတက်လုံကအရင်ကြီးမရင်းပဲနဲ့ပေါ့နော်ဒါဒီတတိထားပြီးတော့မှကစားသွားနိုင်မယ်ဆိုတော့နော်ဘရိုနီကာနီနဲ့ဒါဂျူနီယာဖစ်တက်စ်ကိုဒီအမက်ပုံစံမျိုးနဲ့ပေါ့နော်ဒါဒီအနိုင်ရယူသွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါထင်းထင်းရှားရှားပေါ့နော်ဒါကွင်းထဲမှာရှိတဲ့ပြိတက်တွေအားလုံးကဒါဘရိုနီကာရဲ့ဒီကစားပုံကလုံးဝဒီ time fighter ထပ်ပြီးအာတာနေတဲ့အနေထားမျိုးရှိမှပဲဒါဘရိုနီကာနီနဲ့ ဒါမဲ့ဆုံးဖြတ်နေတာအနိုင်ရယူသွားနိုင်ကြရှိတယ်ဘောနော်တကယ်လို့ကျွန်တော်ပွဲတစ်ပွဲမှာဒါသူမတာကိုမတာဘောနော်တကယ်လို့ဒါ time factor နေနဲ့အနေငယ်လေးတာခဲ့မယ်ဆိုတော့ဒါဘရိုနီကာနေနဲ့ဒါရှုံးရင်သွားနိုင်ကြရှိတယ်ဒါမှမဟုတ်နဲ့ဒါဘရိုနီကာနေလည်းဒီအနေငယ်လေးတာခဲ့မယ်ဆိုရင်ဒါထပ်ပြီးတော့ဘရိုနီကာနေနဲ့ရှုံးနေသွားနိုင်ကြရှိတယ်ဘောနော်ဒီလိုကြောင့်မို့ကျွန်တော်တို့နည်းနည်းလေးဒီပုံပြီးတိတိတတ်တာဖြစ်အောင်ပေါ့နော်တကယ်လို့ကျွန်တော် decision တိခေါ်ဆောင်ပြီးတော့မှဒီအမှတ်ဆုံးဖြတ်ပုံစံမျိုးနဲ့ဒါဖြစ်သွားမယ်ဆိုရင်တော့မှပေါ့နော်ကိုက ဒါတစ်ဖက်ကပြန်ဖက်တဲ့ကျွန်တော်လုံးဝဒါတိတိတသားကြီးတာတဲ့အနေအထားမျိုးနဲ့ဒါရှင်ပြန်ကစားသွားနိုင်ဖို့ရည်ကြီးတယ်ပေါ့နော်အဲ့တော့ဒီလောင်မဲ့ပွဲကတော့ကျွန်တော်တို့ဒါမြန်မာပြည်သက်တွေနဲ့လုံးဝစောင့်ကြည့်သွားတင်တယ်အဲ့တော့ဘရိုနီကာရဲ့ဒီပွဲဥထွက်ကဒါအဖွင့်မလှခဲ့ပေါ့နော်သူအနေနဲ့ဒီသူ့ရဲ့ဒီပထမပွဲတုန်းကအားနည်းချက်တွေကိုဒါဘလို့အကောင်းဆုံးမျိုးပြင်ဆင်လာပြီးတော့မှဒီဒုတိယအမြောက်ပွဲစဉ်မှာဒါမြန်မာပြည်သက်တွေကိုဒါအနိုင်ရလက်နဲ့ဒါရယူပုံဖော်သွားနိုင်မလားဆိုတော့ကျွန်တော်မြန်မာပြည်သက်တွေနဲ့လုံးဝကိုကျွန်တော်တို့ မလွတ်တမ်းတာစောင့်ကြည့်သွားမှုလိုအပ်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ပရိသတ်တွေအနေနဲ့ရောဒါကျွန်တော်ဒီကနေ့ဒီ junior fitness နဲ့ bronica တို့ရဲ့ပွဲစဉ်ကိုဒါကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါ bay fighter ကအနိုင်ရယူသွားနိုင်ချေရှိတယ်လေပေါ့နော်ဒါသူတို့ရဲ့စွမ်းဆောင်ရည်ကိုလေ့လာကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒါဘလူကနိုင်သွားနိုင်ချေရှိတယ်လေပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခွန်မဲ့မှာလေဒါဝင်ရောက်ဆွေးနွေးတောင်းပြဖို့ဒါအားလုံးကိုဖိတ်ခေါ်ချင်ပါတယ် okay အဲ့တော့ကျွန်တော်ဒီကနေ့ရဲ့ဒါပွဲစဉ်ကြည့်ရှုမှုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်လာမယ့် video တွေမှာဆိုရင်ဒီ one fight night ဝယ်စဉ်ဖြစ်တဲ့ဒါဝယ်စဉ်ကောင်းလေးတွေကိုဒါပရိသတ်တွေနဲ့သူကျွန်တော်ထမှန်ဝယ်စဉ်လေးတွေကိုဒါကြည့်ရှုရင်းနဲ့ဒါသုံးတစ်ချက်ပုံစံမျိုးတွေနဲ့ကျွန်တော်ပြန်လဲပြီးတော့မှဒါဆုံးတွေ့ကြအောင်ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်အားလုံးပဲတိုင်းအောင်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ